တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးမင်္ဂလာပါကျမကတော့ဒေါက်တာဆန္ဒကူပါဒီတစ်ခါကျမပြောပြမှာကတော့အသက်ရွယ်အလိုက်ဘာအားစေးတွေတောက်ကြမလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ငွေကင်းစကလေးများအတွက်တော့အားစေးအထွေထူးမလိုပါဘူးမိခင်တို့ရဲ့မှအာဟာရမျိုးစုံရတဲ့အတွက်ကြောင့်ပါမိခင်ဟာအစားအစာအဆုံးစားပြီး ကိုဝင်ဆောင်အာဆီစက်တောက်နေရင်ခလေးမှာအဟာရချို့တဲ့မှုမဖြစ်နိုင်ပါဘူး။မိခင်တွေမှာအစားအစာအဆုံးစိုက်တလောက်စားပေးဖို့တော့အရေးကြီးပါတယ်နော်။ခလေးငယ်တွေမှာဆိုရင်အစားအစာအဆုံးစားတတ်အောင်လေ့ကျင့်ပေးရင်အာဆီအထွေထူးမလိုပါဘူး။မိခင်တို့ရဲ့တမျိုးရဲကို6လအထိတိုက်ကြွေးပြီး6လကနေ2နှစ်အထိဖြည့်စွက်စာတိုးကြွေးသွားပြီးနှုတ်ကို2နှစ်အထိတိုက်တင်ပါတယ်။မိခင်တို့ရေတောက်ရတဲ့ကလေးတွေမှာအစာအိမ်ဥလန်းချောင်းကောင်းစွာဖွင့်မျိုးက ကြီးလာရင်အဝလွန်နာအဖြစ်နေပါတယ်။ဒါပေမဲ့ငယ်ရွယ်စဉ်မှာကိုခန့်အားစနစ်ကောင်းမွန်စွာမဖွံ့ဖြိုးသေးတာကြောင့်နေမကောင်းခဏခဏဖြစ်တတ်ပါတယ်။နေမကောင်းမဖြစ်လွယ်အောင်အားစေးတစ်ခုရဲကိုအားကိုရာထက်မိမိကလေးကိုမြေပြင်မှာဆော့ကစားကင်မှာမြေကြီးထဲမှာတန်ကောင်တွေရှိတတ်ပေမဲ့တန်ချစည်းကို လေးလတစ်ချိန်တောက်ပေးရင်ရပါတယ်။ငယ်စဉ်မှာမြေကြီးသေးစရာတွေနဲ့မဆော့ရတဲ့အခါကြီးလာတဲ့အခါနှာစည်းလွယ်ခြင်းအမုံသေးသေးလေးကို အလကြီးဖြစ်လွယ်ခြင်းတို့ဖြစ်တတ်ပါတယ်။ဝင်ပြဝင်လျှော့ဖြစ်ပါကစင်တတ်ပါတဲ့အားစီကို10ရက်မှနှစ်ပတ်ခန့်ထည့်တိုက်ပါ။အစားကိုအရင်ထက်တနက်ပိုတိုးကြွေးပါ။အစားကြီးများတဲ့ကလေးတွေကိုတော့အစားစာတွေကိုနှုတ်နှုတ်ဆင်းပြီးမမြင်ရအောင်ရောကြွေးတာမျိုးခါလို့မကြိုက်တာဆိုကြားထဲလောက်ကြွေးတာမျိုးထက်ခါထက်ခါကြွေးပေးခြင်းအပြင်အောင်မြင်နိုင်ပါတယ်။ကိုခန့်အားကောင်းအောင်ဆိုပြီးအားစီတွေကြောင်ညာလေးရှိပါတယ်။ မိမိကလေးနေမကောင်းဖြစ်လွယ်ပါကပိုစားဖို့ပိုစော့ဖို့အရင်ဦးစားပေးဆောင်ရွက်ပါလိုအပ်တဲ့အားအင်တက်ကယ်လိုရီနဲ့အသားဓာတ်များပြည့်ဝပါမှ ကိုယ်ခန္ဓာစနစ်ကောင်းမွန်မှာဖြစ်ပါတယ်အစုံစားနိုင်ရင်တော့အားဆေးမလိုပါဘူးအစားသိပ်ကျွေးလို့မရရင်တော့ lysine DHA ငါးကြီးစီတို့ပါတဲ့အားဆေးမျိုးတွေတိုက်လို့ရပါတယ်စိုက်ပရိုပါတဲ့အားဆေးတွေတိုက်ခြင်းကိုတော့အားမပေးပါဘူးဆေးကြောသက်တွေမှာအရက်ရှည်ဖို့အတွက် ကယ်လ်ဆီယမ်နဲ့ဖော့စဖိတ်ဓာတ်ကျွဲဝတဲ့နိုးနဲ့နိုးထွက်ပစ္စည်းတွေကိုစားပေးပါ မကြိုက်ရင်တော့အားစေတောက်နိုင်ပါတယ်ကယ်လိုရီအသားဓာတ်နဲ့ဆင်းကဲ့သို့သောအခြားသတ္ထုဓာတ်များကိုလည်းမျှတစွာစားဖို့လိုအပ်ပါတယ်ဆေကျော်ဓာတ်တွေရဲ့အစားအသောက်တွေမှာအတိရွတ်နေတာမျိုးတတိနေတာမျိုးချစ်လေးရှိတာမို့လုံလောက်စွာစားပေးဖို့လိုအပ်ပါတယ်လူကြီးတွေမှာအမျိုးသမီးရောအမျိုးသားများပါ ဟင်းသီးဟင်းရွက်အသီးနှံအသားငါအစုံစားပါကအားစိအထွေထူးတောက်ဖို့မလိုအပ်ပါဘူး။ရှာမကတောက်ပါက B complex ပါဝင်တဲ့အားစီကိုတောက်သုံးသင့်ပါတယ်သားသမီးရယူဖို့ပြင်ဆင်နေတဲ့စုံတွဲတွေက မျိုးသားများအနေနဲ့မျိုးသားအားထုတ်ဆေးများထက်မျိုးပွားခြင်းအတွက်ထုတ်ထားတဲ့အားဆေးတွေရှိပါတယ်။တန်းစုံပါတဲ့အားဆေးများတောက်ပြီးဆေးလိမ့်နဲ့အရက်ကိုလျှော့သင့်ပါတယ်။အချို့မှာဗီတာမင် D ပါလေးရှိပါတယ်။ထိုးထက်များပါပါကပိုကောင်းပါတယ်။ဆေးလိမ့်တောက်ပါကမျိုးပွားခြင်းကို ထိခိုက်နိုင်သောကြောင့်အမျိုးသားရောအမျိုးသမီးများမှာပါ ဗိုက်တာမင် E တစ်နေ့200ကနေ600 international unit ဆယ်လီနီယံတစ်နေ့150 microgram ဗိုက်တာမင် C တစ်နေ့200 milligram ခန့်ထည့်သောက်သင့်ပါတယ်။မျိုးပွားချက်မှရေးအမျိုးသမီးများအနေနဲ့ကိုဝင်ဆောင်ရံပြင်ဆင်နေပြီဆိုရင်ဒါမှမဟုတ်ကိုဝင်ဆောင်နေရဆိုရင် folic acid တစ်နေ့400 microgram တောက်ဖို့လိုအပ်ပါတယ်။ကိုဝင်ဆောင်တဲ့နိုတိုက်မိခင်တွေမှာဗိုက်တာမင် A, C, E, B အစုံပါတဲ့အားစေတွေကိုတောက်သုံးသင့်ပါတယ်။ အသားတက်လဲလုံလောက်အောင်ပိုးစားပေးဖို့လိုပါတယ်။ဒါမှသာခလေးကောင်းစွာကြီးထွားကနိုးတိုက်တဲ့အခါမှလည်းနိုးထွက်ပါမယ်။ပင်လယ်ငါးများစားသုံးခြင်းကိုရှောင်သင့်ပါတယ်ဥပမာငါးတစ်တာငါးငပုတ်တင်ငခွေးရှာငအုံးချောက်စသောပင်လယ်ငါးများပါမာဂျူရီအစိတ်သိနိုင်သောကြောင့်ရှောင်ခိုင်းခြင်းဖြစ်ပါတယ်ထို့အစားရေချိုငါးလဲသိပ်မစားဖြစ်ပါကငါးကြီးစီနဲ့အစီတက်ပါတဲ့အာဆီများကိုအစားထိုးတောက်သုံးနိုင်ပါတယ် ကျွတ်တက်တာမျိုး၊အာယုံကြောအားနေတာမျိုးဆိုဂျူးစ်တောက်တာမျိုး၊နွားနို့တောက်တာမျိုးနဲ့တက်တာစီပါတယ်။ပုံမှန်အမျိုးသမီးများမှာတော့တန်တက်ကြွယ်ဝစွာစားပေးရပါမယ်။ဟင်းနုနွယ်အသားမျိုးမျိုးစားပေးပါကတန်တက်ရနိုင်ပါတယ်။မစားဖြစ်ပါကတန်တက်ပါတဲ့အားစီကိုတောက်သုံးပါ။အသက်50ကျော်လူကြီးတွေမှာသွားမကောင်းရင်အစာအစာအစုံမစားဖြစ်မှာကိုသတိပြုမိဖို့လိုအပ်ပါတယ်။ငငယ်ကလိုအစာအစာအစုံမစားနိုင်တော့ရင် အသက်ရွယ်လိုက်ထုတ်တာတဲ့ဗီတာမင်မင်နရယ်အစုံပါတဲ့အာဆီတွေကိုတောက်သုံးသင့်ပါတယ်။အသက်80ကျော်လူကြီးတွေမှာဆိုရင်အရိုးကျိုးလွယ်တဲ့အတွက်ဗီတာမင် D တစ်နေ့ကို800 international unit တောက်သင့်ပါတယ်။သောပြဿနာရှိရင်တော့အစားအစာအဆုံမစားနိုင်ရင်အဆုံပါသောအာဆီတောက်တင်ပါတယ်။တယ်လီကျမ်းမှာမှလည်းဆရာဝန်များနဲ့အွန်လိုင်းမှာပြည့်ရမရှိခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ကျမကတော့ဒေါက်တာဆန်နကူပါ။ မြမပြည်သူပြည်သားများအားလုံးဆေးရနာရှင်စနစ်ဆိုးအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။ရေတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရစေ။ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။